ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေခွန်ရှင်ကကိုမင်းအေးချမ်းပါကိုမင်းအေးချမ်းဟုတ်ကဲ့အသက်22နှစ်ပါဆရာကြီးလူငယ်လေးပဲမကွေးရပါဆရာကြီးဟုတ်ပြီဘူးတဲ့ဒေတာအလုံးမလုံးသေးပါဘူးတဲ့ဟုတ်ပြီဆရာကြီးခင်ဗျားရဲကျွန်တော်မှရှာကွဲပြီးအသီးလေးတွေ ဖြစ်နေပါတယ်တဲ့ရှာကွဲတယ်ဟောအသီးလေးတွေဖြစ်နေတယ်ရှာမှာအသီးလေးတွေပေါ့နော်ဟုတ်ရှာကတစ်နှစ်လုံးကွဲတာပါတဲ့ ဟုတ်ပြီအသီးလေးတွေကလည်းငငငယ်ကလေးတဲကဖြစ်နေတာပါတဲ့ဟုတ်ပြီဟောသူဘလို့အဲ့ဒါတကယ်တမ်းကြတာလေဟုတ်ကဲ့ဆရာကြီးရှာတို့မျက်လုံးတို့အဖိုးတန်နေဟုတ်ကဲ့ဆရာကြီးနော်အပူများတာသိကြတယ်ဟုတ်ကဲ့ပါဆရာကြီးအပူကန်နေတာသိကြတယ်အပူအောင်းနေရသေးကြတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီအပူကဘိုက်ထုလူရောက်လာတာသူစားလာတာလားသူစားထားတာပါဆရာကြီးဒါပေါ့ဟုတ်ကဲ့ဒါကာယကံရှင်မေးတဲ့ပါကိုဆေးရအကြံပေးခြင်းနဲ့ဒါစားသမျှအစာကြီးတွေမှာ ရှေ့ကစားရတဲ့အစာတွေစဉ်းစားကြည့်အပူစားတွေကိုမှန်သမျှရှက်လိုက်ပါဟုတ်ကဲ့ပါဆရာအပူစားနေရာမှာအေးစာကိုတွဲစားပါဟုတ်ကဲ့ပါဘလို့အစာလေးဆရာကြီးရေပြောရင်အများကြီးမဆရာမလို့ပါဘူးဒါဒိန်ချင်လေးတော့ပါဟုတ်ကဲ့ပါဆရာကြီးရေခဲမပါတရားနဲ့နော်မကြီးပြော်ရည်လေးတော့ပါထင်းညက်နဲ့ပါထင်းညက်နဲ့ပဲဟုတ်ဒိန်ချင်လေးပဲထင်းညက်နဲ့ပဲဟုတ်ကဲ့ပါမကြီးပြော်ထင်းညက်နဲ့တော့ပါဟုတ်ကဲ့ပါဆရာနောက်ကိုအရကိုဒီသားမှာမြန်မာနိုင်ငံအနှံ့ပြမှာ မေဇီလီနဲ့ဂွေတော့ကပေါ်တယ်လေဟုတ်ကဲ့ပါဆရာကြီးနောက်တချို့များဆိုအိမ်မှာစိုက်တော့ထားကြတယ်ဟုတ်ကဲ့ပါဆရာကြီးဒါဆိုဂွေတော့နဲ့ကြည်ယူနဲ့ပြုတ်သွားရင်အရေဂျိုးတော်ကြတယ်ပြောအပူငိမ့်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုမေဇီလီဂွေတော့မေဇီလီဘူးမေဇီလီရွက်ဂွေတော့ရွက်ကိုနှင်းကျူလေးချက်တော့ပါပြုတ်တူပါတုတ်စားပါအဲ့လိုစားကြအဖြစ်ကိုစီကဲ့သို့အားကိုးရပါတယ်လို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဗျာ ုတ်ခဲ့ပါဆရာကြီး။နောက်ရှာကိုလိမ့်ရအောင်လားဆရာကြီး။အဲရှာတော့လိမ့်တာတဲ့ဘဝမှာတူ။ဟုတ်ကဲ့ပါဆရာကြီး။နော်။ခုနပြောတဲ့မဇလီရပူနေတဲ့အချိန်မှာဟုတ်မကြီးရေကိုအရင်ကောင်းရမယ်။အော်ဟုတ်ကဲ့ဆရာကြီး။မကြီးရေမကြီးရေ။ဟုတ်မကြီးတဲ့ထင်းချက်မပါဘူးဟုတ်ကဲ့ပါဆရာကြီးမကြီးသေးရဲ့ရေဖြဲကျဲကျဲလေးကျဲကျဲလေးဖြော်ဟုတ်ငုံမဲဟုတ်ကဲ့ပါဆရာကြီးထွေးထုတ်မဲငုံမဲထွေးထုတ်မဲဟုတ်၃ရက်ဟုတ်ကဲ့ပါဆရာကြီးတစ်ချိန်နဲ့တစ်ချိန်2နာရီလောက်ကြာဟုတ်ကဲ့ပါပြီးရင်နောက်3ရက်ကြာရင် မေဇလီရွက်ဟုတ်ကဲ့ပါဆရာနောက်သွဲကြခွေးတော့ရွက်ဩဟုတ်ကဲ့ဆရာမကြီးမေဇလီခွေးတော့ခွေးတော့တနေ့ကိုဘယ်နှကျင်းလောက်လဲအဲဒါနှစ်နာရီတခါလောက်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုရဲ့ပေါ့နော်ဟုတ်ကဲ့ပါဆရာကိုရဲ့တော့လို့ဒီယောဂါပျောက်တော့ဖြစ်သွားမှာလားဟုတ်ကဲ့ပါဆရာအပူငိမ့်တော့မှာတော့တမီးရဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးစာဝနာခင်ပြရရှင်းကြပါစီဗျာ